ျွန်တော်ဖုန်းထဲမှာ avatar ဆိုတဲ့ app ကို down လုပ်တယ်ဒီ application ကိုအသုံးပြုပြီးတော့ဒီဖုန်းတစ်လုံးနဲ့ကျွန်တော်ကောက်အဖွင့်ပိတ်လုပ်တာတို့ကောက်ခြေထိုးနောက်ဆုတ်လုပ်တာအဲ့အကောင်လုံးကျွန်တော်ဒီဖုန်းတစ်ခုနဲ့စမ်းပြမယ် futuristic spot luxury အဲ့သုံးခုကိုသာအချိုးကျကျပေါင်းစပ်မယ်ဆိုလို့ရှိရင်တော့ avatar 11 ev ကားတွေပဲကျွန်တော်လက်ညှိုးထိုးပြရလိမ့်မယ်ပေါ့နော်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာဆိုလို့ရှိရင်တော့တရဖူဆုံးပြ ev car showroom ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။တရဘူဆိုမြင့် EV car showroom ကဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာနိုင်ငံမှာ Avatar ကားတွေကိုတရားဝင် official တင်သွင်းအောင်ချနေတဲ့ showroom တစ်ခုလည်းဖြစ်ပါတယ်။ showroom ရဲ့လိပ်စာဆိုလို့ရှိရင်တော့အမှတ်22မလိခလန်ရွှေတန်လင်းစက်မှုစုံလှိုင်းတာမှာဖြစ်ပါတယ်ခင်ဗျာ။ ် Avatar 11ဆိုတဲ့ Premium EV ကောက်ဆိုလို့ရှိရင်တော့ခြံအန်းကုမ္ပဏီကနေပြီးတော့တိဆောက်ပေးထားတာဖြစ်တယ်။ခြံအန်းဆိုလို့ရှိရင်တော့ခြုံချင်းခြေဆိုင်ကားကုမ္ပဏီဖြစ်ပြီးတော့တရုတ်ပြည်မှာဆိုလို့ရှိရင် Mazda နဲ့ Ford နဲ့ Drive Venture ကုမ္ပဏီတခုလည်းဖြစ်တယ်ပေါ့နော်။ဒါအပြင်ကမှ Sky Operation System ကို Technology Giant ကုမ္ပဏီဖြစ်တဲ့ Huawei ကနေပြီးတော့တာဝန်ယူဆောင်ရွက်ပေးထားတယ်။ Technology ဘက်မှာအရောက်မှာခင်းရှင်းပြေးပြီးတော့ကားပိုက်ဆိုင်မှာအရောက်မှာ Premium ဆန်တဲ့ Avatar 11ရဲ့ဒီဇိုင်းဘက်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်ကြအောင်။ ကဲကျွန်တော်အခုဆိုလို့ရှိရင်တော့ကားရှိုးရုံးလေးကိုရောက်လာပြီဗောနော်တရဖူဆိုမြေ EV ကားရှိုးရုံးဟာဆိုလို့ရှိရင် Avatar ကားတွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာပထမအဦးဆုံး authorized distributor ရထားတဲ့ကားရှိုးရုံးဖြစ်တယ်လို့မျိုးကားတွေကိုလည်းမြန်မာပြည်ကိုပထမအဦးဆုံးရောက်အောင်တင်တင်းနိုင်တဲ့ကားရှိုးရုံးလည်းဖြစ်တယ် Avatar 11ရဲ့ luxury edition မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ showroom မှာဆိုလို့ရှိရင် version ကနှစ်ခုရှိရပါဗောနော်သူက5 seater 9ယောက်စီ version ရဲ့ 4 seater 6ယောက်စီ version ဆိုပြီးစုစုပေါင်း version ကလောလောဆယ်နှစ်ခုရှိရပါတော့ဒီမှာတစ်ခုပြောပြရှိတာက4 seater version မှာဆိုလို့ရှိရင်ဒီနောက်မှာဆို LED bulb လေးပါလာတယ်အဓိကတော့ wagon LED bulb ပေါ့နော်ဒီ LED bulb ကဆိုလို့ရှိရင်ကျွန်တော်ဆက်နှုတ်လိုက်တဲ့ခါကျတော့လို့ရှိရင်သူက wagon လုပ်တယ်လို့မျိုးအားသွင်းတဲ့ခါကျတော့လို့ရှိရင်လည်းသူ့ရဲ့တက်ဆိုင်တဲ့ animation ကိုပြပေးတယ်ကားဆက်တက်လိုက်ပြီဆိုလို့ရှိရင်လည်းသူက buy ဆိုပြီးတော့သူ animation ကိုပြပေးပေါ့နော်အဲ့ချက်ကတော်တော်လေးဟိုမှာ futuristic ဖြစ်သွားတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ် Avatar 11ရဲ့ designer ကိုပြောရမယ်ဆိုလို့ရှိရင်သူ premium လွတ်တဲ့စားလို့ရှိရင် sporty look sporty vibe ကိုအပြည့်အဝရပါတော့ပြောရမယ်ဆိုလို့ရှိရင်ကားနဲ့ကိုကိုတွဲမြင်မြင်အရမ်းမ refreshing ဖြစ်တဲ့ look ကိုရရလို့ ပြောလို့ရတယ်အရန်သဘောကျတဲ့အချက်ကိုပြောရမယ်ဆိုလို့ရှင် Avatar 11ကားတွေကဘယ်ကားကိုမှ inspire မယူဘဲနဲ့ကိုပိုင်ဟန်ကိုပိုင်ဒီဇိုင်းနဲ့ပွဲထွက်လာတဲ့အချက်ကိုတော်တော်လေးမှကျွန်တော်ချီးကျူးရှင်လမ်းပေါ်မှာဖြတ်သွားမယ်ဆိုလို့ရှင်တော့ဒီကားကဗျာနှစ်ခါလောက်တော့မှလေပြန်ငေးရမယ်ကားပြေပေါ့နော်အရှိမမှာရှိတဲ့ Daydream Running Light နဲ့ Hack Light ကိုကြည့်မယ်ဆိုလို့ရှင်ဗျာလောကအကြီးပြူပြဲထွက်နေတာမျိုးမဟုတ်ဘဲနဲ့ခေါရိုးချိုးရတဲ့ line စင်းလေးတွေနဲ့တုံးထားတဲ့ပုံစံဆိုလို့ရှင် Sporty Look နဲ့ဒီကားကိုအရင်ကမှခရစ်ရှေ့ပြပြီး Futuristic ဖြစ်တဲ့ Look ကိုရစေ ဒီကားဘေးပေါက်နေရဆိုလို့ရှိရင်တော့သူ့ရဲ့အချိုးကွေတွေကတော်တော်လေးကိုမှလေခွင်းအကောင်းအောင် aerodynamic ဖြစ်အောင် sporty look ဖြစ်အောင်တိဆောက်ပေးတာကျွန်တော်တို့ကတွေ့ရတယ်။ဆက်ပြီးတော့ပြောပြကျွန်တော်တို့ဒီကားရဲ့ key system အကြောင်းလေးကျွန်တော်ဆက်ပြောပြချင်တယ်ဗောနော်။ကျွန်တော်တို့ပုံမှန် EV ကားတွေမှာမြင်တွေ့နေရတဲ့ key ပုံစံမျိုး၊တော့ပုံစံမျိုးအတန်နဲ့လာတာမဟုတ်ဘဲနဲ့သူက key cap ပုံစံမျိုးဖြစ်သွားတယ်။သူ့ရဲ့ key cap ကဆိုလို့ရှိရင်တော်တော်လေးမှမိုက်တယ်။ဒီလိုလေးကတ်လိုက်တာနဲ့ အကုန်လုံးပွင့်လာကျွန်တော်တို့ကတွေ့ရတခုလေးပဲသတိထားရမှာကဒီ key card ကိုကျွန်တော် wireless charging ပေါ်မှာတော့သွားပြီးတော့မတင်မိဘူးသတိပြုရမှာပေါ့နော်အကယ်အဲ့လိုမျိုးတင်မိရဆိုလို့ရှိရင်ဒီ wireless charging ကဒီအပူနဲ့ပေါ့နော်ဒီ key card ရဲ့ sensor တွေထိပြီးတော့ပျက်စီးသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ check လေးကိုသတိပြုဖို့လိုလိမ့်မယ် ဒီကရဲ့ရှေ့ဘက်ရုပ်ကတော်တော်လေးဆွဲဆောင်မှုရှိတယ်လို့မျိုးသူ့ရဲ့အနောက်ဖက်ပေါ့နော်ဒီ rear window ရဲ့အချိုးအကွေကဆိုလို့ရှိရင်လည်းတော့ဒီကျွန်တော်တို့ပုံမှန်မြင်တွေ့နေကြ surf ကားပုံစံမဟုတ်ဘဲနဲ့သူကဘဲဥပုံစံမျိုးရှူးပြီးထွက်သွားကျွန်တော်တို့ကတွေ့ရတယ်။အဲ့လိုမျိုးရှူးပြီးထွက်သွားတဲ့ design look ဆိုတာက surf ကားတစ်စီးတည်းစားလို့ရှိရင်သူက sporty look ဖြစ်တဲ့ဘက်ကိုပို့ပြီးသွားရလို့ပြောလို့ရတယ်။ ဒီက real buy မှာကျွန်တော်မပြောဖြစ်ပြောဖို့ပြောမှာဒီ real တက်လိုက်ရင်ဒီ trend လိကပဲเนาะဒီ trend လိကတော်တော်လေးကိုမှ flag ဖြစ်တယ်ကြည့်ရလူကဆိုလို့ရှိရင်တခြားဘယ် surf car နဲ့မှမတူဘဲနဲ့တော်တော်လေးကိုမှဆွဲဆောင်မှုရှိပြီးတော့အသူသဏ္ဍာန်ပြောင်းလဲနေတာကျွန်တော်တို့ကတွေ့ရဒါကိုကျွန်တော်ဖွင့်မယ်ဆိုလို့ရှိရင် cargo space နေတယ်ဆိုလို့ရှိရင်364 liter ဆက်တယ်ထူးခြားတစ်ခုကသူက trend နဲ့မှပဲ cargo space ရှိတာမဟုတ်ဘူးအရှိမမှာဆိုလို့ရှိရင်လည်းသူကဒီ cargo space နေတယ်နောက်ထပ်65 liter ထပ်ပြီးတော့ထည့်လို့ရကျွန်တော်တို့ကတွေ့ရ ကားရဲ့ဘိန်းတွေဆိုလို့ရှိရင်တော့21 inches ရှိတဲ့အလွိုင်းဝီးတွေနဲ့ဖုံးအုပ်ပေးတာကျွန်တော်တို့ကတွေ့ရတယ်။ဒီကားရဲ့ design bank ကို overall အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီကားက sporty look ဖြစ်တဲ့ premium ဆန်နဲ့အရောက်မှာ luxury ဖြစ်တဲ့ material နဲ့တည်ဆောက်ပေးထားတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်။ဆိုတော့ exterior bank ကိုတော်တော်လေးပြောပြီးဆိုတော့ကျွန်တော် interior ကြောင့်လေးဆက်ပြီးတော့သွားလိုက်ရအောင်။ ဒီကားရဲ့ဗျာအတွင်းကန်းလေးကိုရောက်သွားတာ ਨੇ ကျွန်တော်ငငယ်တော့ကြည့်ခဲ့ Tron ပေါ့နော် Tron စကားတွေအလိုမျိုးအရန်ကိုမှ modern technology တွေပြည့်နှက်နေတဲ့စိတ်ကူးရင် science fiction ပေါ့နော်စိတ်ကူးရင်သိပ္ပံကဘာငယ်လေးတစ်ခုတည်းကိုရောက်သွားတယ်လို့ကျွန်တော်စိတ်ထဲမှာအပြည့်အဝခံစားရပါတော့အထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီ infotainment screen ရဲ့ဒီအလဲတက်တဲ့အနောက်မှာရှိတဲ့ speaker ရဲ့ look ကဆိုလို့ရှိရင်လုံးဝ spacious ပေါ့နော်လုံးဝအာကာသယာဉ်ကြီးတစည်းထဲမှာကျွန်တော်ကစီးနင်းလိုက်ပါနေရဆိုတဲ့ခံစားချက်ကိုအပြည့်အဝ ရတယ်အဲ့ဒီပြုံမှာနောက်ထပ်သဘောကျတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီတကားရဲ့ဒီတကားနဲ့ဒီဘေးပေါင်ချားမှာအခုတုံးထားတဲ့ bacteria ကတော်တော်လေးဥမာ luxury ဆန်တယ်အထူးသဖြင့်ပြာတော့ဒီ PNO black ပေါ့နော် PNO black plastic တွေကိုတုံးထားတာကအရန်ကမှ elegant ဖြစ်တဲ့ look ကိုရသွားစေလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ် EV ကားရဲ့ control system ဖြစ်တဲ့ infotainment screen ကြောင့်ဆက်ပြီးတော့ပြောပြခြင်းနဲ့မနော် Avatar 11မှာဆိုလို့ရှိရင်15.6လက်မရှိတဲ့ infotainment screen ကိုမှ OLED display နဲ့လာတယ် ဆိုတော့ကျွန်တော်ယင်တော့ EV ကားရဲ့ကျွန်တော်အများကြီး review တွေလုပ်ခဲ့မှုတယ်မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်တွေ့ခဲ့သမျှ review လုပ်ခဲ့သမျှ EV ကားရဲ့အကုန်လုံးက LCD display နဲ့ပဲလာတာပေါ့နော်ဒီကားက OLED screen နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်အားသာချက်ကိုပြောရမယ်ဆိုလို့ရှိရင် media consumption လုပ်မယ်ရုပ်ရှင်ကြည့်မယ် video ကြည့်မယ်အဲ့လိုမျိုးကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝ media consumption experience ကိုအပြည့်အဝရတယ်ပြီးတော့ကျွန်တော်အခု review လုပ်ခဲ့သမျှကားရဲ့ထဲမှာဆိုလို့ရှိရင်ဒီဒီ display ကဆိုလို့ရှိရင် color ပိုင်း contrast ပိုင်းအကောင်းဆုံးလို့ပြောလို့ရတယ် display နဲ့ဆိုလို့ရှိရင်လည်းအလင်းဆုံး display ကိုပိုင်ဆိုင်တဲ့ infotainment screen လို့ပြော ောက်လို့ရဒီအောက်မှာဆိုလို့ရှိရင်တော့ wireless charger ပါပါနော် wireless charger တော့မှသူကတစ်ခုပါဖြစ်တဲ့တကြောင်ကျွန်တော်ဖုန်းနှလုံးတစ်ခါတည်းတစ်ပြိုင်တည်းအားသွင်းလို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ cup holder ပုံစံမျိုးနှစ်ခုပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်တော့2 box ပါနော်2 box ကတော်တော်လေးဟိုမှာ spacious ဖြစ်တယ်အရောက်မှာနဲ့တယ်ပစ္စည်းထည့်မယ်ဆိုရှင်လုံလုံလောက်လောက်ရတယ်ဗောနော်ပြီးတော့ဒီထဲမှာဆိုလို့ရှင်သူက C2C ပေါက်တစ်ပေါက်ပါတယ် travel socket ပေါက်တစ်ပေါက်ပါတယ်ဒါပြုံမှာ USB ပေါက်တစ်ပေါက်ပါတယ်ဆိုတော့ကျွန်တော်တို့ကဖုန်းကို wireless charging နေမဟုတ်ဘဲနဲ့ကျွန်တော်ကကြိုးရတဲ့အားသွင်းမယ် wire နဲ့တက်ပြီးတော့အားသွင်းမယ်ဆိုလို့ရှင်လည်းအဆင်ပြေပြေအားသွင်းလို့ရကျွန်တော်တို့ကတွေ့ရတယ် real size ဘိုင်းကတော့ဗျာ3ယောက်လောက်ကတော့ AA CC ထိုင်လို့ရပါတော့။နောက်မှဆိုလို့ရှိရင်တော့ဒီ air con ပေါက်2ပေါက်ပါကျွန်တော်တို့တွေ့ရတယ်။ဒီမှာတော့ Emirates ပေါ့နော်။သူ့ Emirates ကတော့တော်တော်လေးအကြီးကြီးပဲဗျာ။လက်ဒီပါတင်မယ်ဆိုလို့ရှိရင်လည်း comfortable ဖြစ်တယ်ပြီးတော့သူကဒီ cup holder တွေအများကြီးပါဝင်တာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒီပေါ်မှာဘာပဲတင်တင်ကျွန်တော်တို့ကအဆင်ပြေပြေရှောရှောမွမွတင်လို့ရကျွန်တော်တို့ကတွေ့ရတယ်ဆိုတော့နောက်ဘက်အတွင်းကန်းကဆိုလို့ရှိရင်လေလူ၃ယောက်ကောင်းကောင်းစီးမယ်ဒါမှမဟုတ်လူ၂ယောက်ကောင်းကောင်းစီးပြီးတော့ MRS ကိုအသုံးပြုပြီးစီးမယ်ဆိုလို့ရှိရင်လေကြကြဝန်းစီးလို့ရတယ်ကျွန်တော်တို့ဒီ head room ပေါ့နော် head room ကလည်းပြပြသသားလွတ်တယ်လို့ left room ကလည်းလွတ်ပါတယ်ကျွန်တော်အရက်ကတော့၅ပြီနဲ့9လက်ပါ ် interior ဘက်မှာဆိုလို့ရှိရင်တော့သူက5 seater version နဲ့4 seater version ပထမအဆုံးကွာခြားချက်အချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ interior ဘက်ရဲ့ color အကြောင်းကြီးလုံးဝပြောင်းလဲသွားတာကျွန်တော်တို့ကတွေ့ရတယ် color မတူဘူးပေါ့နော်ပြီးတော့ force the version ဖြစ်သွားတာဖြစ်တဲ့ကြောင့်အနောက်ဘက်ကတော်တော်လေးဥမာ separate ဖြစ်သွားတယ်အားသာချက်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ Emirates မှာ battery ထပ်ပြီးပါလာပါเนาะအဓိကကတော့ C ventilation နောက်တစ်ခါကျတော့ thigh core abu a C massage အဲ့ဒါအကုန်လုံးပါလာတယ်ကျွန်တော်တို့5 seater version မှာဆိုလို့ရှိရင်သူကဒီ driver seat နဲ့ passenger seat မှာပဲ daily features တွေပါတယ်ဆိုမဲ့ဒီမှာဆိုလို့ရှိရင်တော့၄ခုလုံးမှာညီညွတ်ညီမျှ features တွေအကုန်လုံးအသုံးပြုလို့ရတာကျွန်တော်တို့ကတွေ့ရတယ် အခုဆိုလို့ရှိရင်လည်းဒီ Avada 11ကိုကျွန်တော် live port တင်ထားပါတော့။ Avada 11ဆိုလို့ရှိရင်လည်းအောက်မှာရှိတဲ့ battery pack တွေအကုန်လုံးကိုသူကတော်တော်လေးမှ solid ဖြစ်တဲ့ fiber နဲ့ဖုံးအုပ်ပေးထားတယ်။ဆိုတော့ဒီကားက height way way သွားသွားဘယ်လိုပဲသွားသွားပါတော့တော်တော်လေးမှ durable device ကောင်းမွန်လာကျွန်တော်တို့ကတွေ့ရတယ်။ Avada ဝမ်းဝမ်းဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Travel Show မြေ EV Showroom ကြီးကနေပြီးတော့မြန်မာပြည်မှာ official တရားဝင်တင်သွင်းထားတာပြည့်တွေ့ကြောင်း spare bike ပိုင်းလည်းလုံးဝစိတ်ပူစရာမလိုဘူး။ကိုက service ပြန်ပြီးတော့ပြကျင်တယ်ဆိုလို့ရှိရင်လည်းဒီ showroom ကျွန်တော်ကလာပြီးတော့ပြန်ပြီးတော့ပြလို့ရတယ်။ Running နဲ့ဆိုလို့ရှိရင်လည်း Travel Show မြေ EV Showroom ကနေပြီးတော့ Avada ဝမ်းဝမ်းအတွက်၈နှစ်နဲ့ကီလိုမီတာ3000ခွဲအထိပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဝယ်ယူမယ်ဆိုလို့ရှိရင်လည်းစိတ်ချလက်ချဝယ်ယူလို့ရတယ်။ performance ကြောင့်လေးဆက်ပြီးတော့သွားအောင်ပါနော် performance နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နောက်မှာရထားတဲ့ကားလေးอ่ะဆိုလို့ရှိရင်တော့ rear wheel drive luxury edition ဆိုရဲကားလေးဒီကားဆိုလို့ရှိရင်တော့သူက5 seater ရတယ်အဲ့ပြင်မှာသူက range ကဆိုလို့ရှိရင်930 km ရတယ်သူက single motor နဲ့လာတယ်အယောင်နေနဲ့ဆိုလို့ရှိရင်တော့ဒီကားက glossy gray ဆိုတဲ့ color လေးကြည့်ရအယောင်မှာ premium ဆန်တယ်ဒီနောက်ဘက်ကကားလေးอ่ะဆိုလို့ရှိရင်တော့သူကသူက matte gray ဆိုတဲ့ color လေးပေါ့နော်သူက range နဲ့လည်းအကုန်တူတူပဲဒီကားတစ်ခုပဲ5 seater ဖြစ်သွားပြီးတော့နောက်မှာရထားတဲ့ကားအကုန်လုံးကတော့4 seater ဖြစ်သွားတယ် အခုဒီမှာရထားရဲ့ကားကြီးထဲမှာဆိုလို့ရှိရင်တော့ဒီကားလေးကတော့ spec ear ဆိုလို့ရှိရင်လည်းအမြင့်ဆုံးအထူးခြားဆုံးကားလို့လည်းပြောလို့ရအောင်နော်ဒီကားလေးကဆိုလို့ရှိရင်တော့ all wheel drive optimal edition လို့ခေါ်တယ်အရောင်ကဆိုလို့ရှိရင်တော့သူက aqua ဆိုတဲ့ color လေးနဲ့လာတယ်ကြည့်ရအရောင်မှာမျက်စိအေးပြီးတော့ eye candy ဖြစ်တယ်လို့ပြောလို့ရပါတော့နော်သူ all wheel drive ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် performance ကတော်တော်လေးဥမာကောင်းသွားတယ် dual motor ဖြစ်သွားပါတော့နော် range နဲ့ကသူက 900km အထိပဲရတယ်ဒါပေမဲ့တစ်ခုရှိတာကဒီ international မှာရောကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီ avatar 11ထဲမှာဆိုလို့ရှိရင်ဒီ edition ကအရောင်ရဆုံးကားလို့လည်းပြောလို့ရတယ် အဗာတာ11နဲ့ပတ်သက်ပြီးတော့ဒီကားကတော်တော်လေးမှခက်ရှိပြေးတဲ့ EV ကားတစ်စင်းလို့ကျွန်တော်ရှင်းမှာပြောခဲ့ပူရယ်ပေါ့နော်အခုကျွန်တော်ထပ်ပြီးတော့ဆန်းတက်ပြမှာကကျွန်တော်ဖုန်းထဲမှာအဗာတာဆိုတဲ့ app ကိုဒေါင်းလာတယ်ဒီ application ကိုအသုံးပြုပြီးတော့ဒီဖုန်းတစ်လုံးနဲ့ကျွန်တော်ကားကိုအဖွင့်ပိတ်လုပ်တာရို့ကားကိုရှင်းလို့နောက်ဆုတ်လုပ်တာကားမောင်းပြအဲ့အကောင်လုံးကျွန်တော်ဒီဖုန်းတစ်ခုနဲ့ဆန်းပြမှာကဲအရင်ဆုံးကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါအဖွင့်ပိတ်ပါတစ်ချက်ကိုနှိမ့်လိုက်လို့ရှိရင်ပိတ်သွားတယ်ဒါက unlock လုပ်လိုက်တာပေါ့နော်ဒါ lock ပြန်လုပ်လိုက်တာဒါအားလုံးကျွန်တော်ဖုန်းလေးတစ်လုံးနဲ့လုပ်ပြရအောင်နော်ဒီမှာပြန်ပြီးတော့ကျွန်တော် unlock လုပ်ပြမယ် ကဲမြင်းနဲ့တိုင်းပဲကျွန်တော်ဆက်ပြီးတော့ဒီ avatar application ကိုအသုံးပြုပြီးတော့တကားတွေအကုန်လုံးဖွင့်လို့လည်းရတယ်လို့မျိုးတကားတော့တစ်ချက်ချင်းလည်းဖွင့်လို့ရတယ်ဒီမှာကျွန်တော်စမ်းသပ်ပြမှာပေါ့နော်ဒီမှာအရင်ဆုံးကျွန်တော် unlock ကိုကျွန်တော် application နဲ့လုပ်လိုက်မယ်ပြောရရှင်ကျွန်တော်တကားတွေအကုန်လုံးဒီမှာ clip လုပ်ပြီးတော့ဖွင့်လိုက်ဘူးဒီမှာမြင်းနဲ့တိုင်းပဲအကုန်လုံးဖွင့်သွားပြီ ျွန်တော်ခုပြောမယ့် features ကိုကားပတ်ကင်ရှားရဲ့နေရာမှာနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အရောင်းမှာသဘောကျမှာသိကြပါတော့။ Avatar ဝါဝါမှာဆိုလို့ရှိရင်ကျွန်တော်တို့က Avatar application ကိုအသုံးပြုပြီးတော့ကားကိုဖုန်းလုံးနဲ့ရှင်းလုံးနောက်ဆုတ် control လုပ်လို့ရတယ်။ဆိုတော့အားသာချက်တွေနဲ့ပြောရမယ့်ဆိုလို့ရှိရင်ကိုယ်ကပတ်ကင်အရန်ကြက်တဲ့နေရာကိုရောက်နေဆိုလို့ရှိရင်ကိုယ်ကကားပေါ်အရင်ဆင်းလိုက်ကားကြီးတီးတဲ့ဖုန်းအသုံးပြုပြီးတော့ကျွန်တော်ပတ်ကင်ထိုးလိုက်လို့ရတယ်ပေါ့နော်။အဲ့ချက်ကတော်တော်လေးဟိုမှာအဆင်ပြေသွားတယ်။ကျွန်တော် sample တင်းနဲ့လုပ်ပြမယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင် application ဝင်လိုက်မယ်။အဲ application ဝင်လိုက်ပြီးသွားတာနဲ့ကျွန်တော်တို့ကဒီကားနဲ့အရင်ဆုံးကျွန်တော်ရှင်းကိုထိုးပြအဲ့ကျွန်တော်ဖိထားပါတော့ finally ပါเนาะကျွန်တော်အခုဆိုလို့ရှိရင်တော့ Avada 11 test ride မောင်းလို့ရအချိန်ကိုကြောက်လာပြီပေါ့เนาะဒီကားကိုကျွန်တော်တို့မြန်မာပြည်ကို twin တော့မယ်ဆိုတဲ့အချိန်တော့ကျွန်တော်အရန်အရန်အောင်မှာရင်ခုန်တယ်အဲနောက်ဆုံးတော့ကျွန်တော် test ride မောင်းခွင့်ရပြီပေါ့เนาะပထမအဆုံးဒီကား performance ကိုပြောရမယ်ဆိုလို့ရှိရင် Avada 11ကသူကဒီ single motor version အခုမောင်းနေတယ်ဇီရိုကနေပြီးတော့100ကိုသူကဒီ6.6စက္ကန့်နဲ့မောင်းလို့ရတယ်လို့တော့ဆိုထားပါเนาะဒီမှာတော့ကျွန်တော်တို့ performance stat တော့မဆန်းသွားဘူးဒါပေမဲ့6.6စက္ကန့်ဆိုတာဒါတော်တော်လေးညံတဲ့ပမာဏလို့ပြောလို့ရတယ်သူကဒီ ်နျူတန်မီတာနေနဲ့ဆိုလို့ရှိရင်တော့380နျူတန်မီတာထွက်ပြီးတော့ top speed နေနဲ့ဆိုလို့ရှိရင်တော့200ကီလိုမီတာအထိရမယ်လို့သူကဆိုထားတယ်ဒီ Avatar 11ကတရဘူးဆိုမြင့် EV showroom မှာဆိုလို့ရှိရင်သူက dual motor version နဲ့ရှိတယ် dual motor version ကဘယ်လောက်တိောက်မှာ performance ကျန်လဲဆိုတော့0ကနေပြီးတော့100ကို4.5 seconds နဲ့မောင်းလို့ရတယ်လို့တော့မှဆိုထားပါတော့ဒါကတော့ single motor version ကိုကျွန်တော်အနေနဲ့ test ride ဆက်ပြီးတော့မောင်းနေတာဖြစ်ပါတယ် ကဲဘက်ထရီကြောင်းလေးဆက်ပြီးပြောရအောင်နော်ဘက်ထရီလေးနဲ့ဆိုလို့ရှိရင်တော့ Avatar 11က116 kWh ဘက်ထရီနဲ့လာတယ်ဆိုတော့ကျွန်တော်ရင်းတော့က review ရိုက်ခဲ့ဘူးသမျှ EV guide ထဲမှာဆိုလို့ရှိရင် Avatar 11ရဲ့ battery capacity ကအကြီးဆုံးလို့ ပြောလို့ရတယ်။သူဘယ်လောက်ထိ range ကကျန်လဲဆိုတော့ရန်ကွာနေမန္တလေးအထိကိုသူကအားပြတ်မသွင်းမဲမောင်းလို့ရတယ်။တိတိကျကျပြောရမယ်ဆိုလို့ရှိရင် range ကသူ930 km အထိမောင်းလို့ရတယ်ပေါ့နော်။ဆိုတော့ဒီတရားတော့ကျွန်တော်တို့ range test တော့မမောင်းတော့ပေါ့နော်။အဓိကဒီကားမှာပါဝင်တဲ့ features တွေပြီးတော့ဒီ Huawei နဲ့ collaboration လုပ်ထားတဲ့ Harmony OS ရဲ့ smooth ဖြစ်ပုံ user experience ကိုပဲအဓိကဦးစားပေးပြီးတော့ကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်။ တကယ်တမ်းကဒီ avatar 11ဆိုလို့ရှိရပြ international မှာဆိုလို့ရှိရင် technology ကလုံးဝ high tech technology ဖြစ်တယ်လို့ပြောလို့ရတယ်အားလုံးသိတဲ့အတိုင်းပဲဒီကချမ်းဟန်နေတိဆောက်ပေးထားတယ် Huawei ရဲ့ Harmony OS ကိုအသုံးပြုပေးထားပါတော့ Huawei ရဲ့ Harmony OS ကဘယ်လောက်ထိအောင်မှာခေတ်ရှိပြေးလဲဆိုတော့သူ့စီမှာဆိုလို့ရှိရင်သူက ADS ဆိုတဲ့ system ပါတယ်ဗောနော်အဲ့ဒါဘာလဲဆို autonomous driving solution ဆိုတဲ့ system ဗောနော်ဒီကားရဲ့ပပတ်လင်မှာဆိုလို့ရှိရင် sensor ကြီးပဲစုစုပေါင်း34လုံးပါတယ်အဲ့ sensor ကြီးအသုံးပြုပြီးတော့ဒီကားကိုကျွန်တော်တို့ကဒီ self driving ဗောနော်ကိုယ်တိုင်မောင်းနေစရာမလိုဘဲနဲ့ automatic မောင်းနေလို့ရတယ်ဒါပေမဲ့တခုဝန်နေစရာကောင်းတာတခုကအဲ့ track ကို region map တခုပါတယ်အဲ့ region map ကိုတော့ကျွန်တော်မြန်မာနိုင်ငံမှာ support ပေးထားတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ solution တော့ self driving mode ကိုတော့အသုံးပြုလို့တော့မရဘူးဗောနော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီကားက overall အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မောင်းရတဲ့ test ride experience ကတကယ်ကိုမှကောင်းမွန်တဲ့ကားတစ်စီးဖြစ်ပါတယ် အဗတာ11ရဲ့အရင်မှမိုက်တဲ့ self packing snake ကိုကျွန်တော်နည်းစမ်းပြမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဒီ360 view ကိုကြည့်လိုက်မယ်။ပြောအောင်ရှင်ကျွန်တော်တို့ဒီမှာ packing တွေးလိုက်မယ်။ပြောအောင်ရှင် custom packing ကိုကျွန်တော် click လုပ်လိုက်မယ်။အဲဒီမှာဆိုလို့ရှိရင်သူက DIY ရဲ့ပေါ့နော်ခုနပြောသော avatar ပုံစံပေါ်လာပြီအဲဒီ avatar ပုံစံပေါ်လာတဲ့ဟာကိုကျွန်တော်တို့ကကျွန်တော်တို့ထိုးကျင်တဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ကချိန်ပေးလိုက်မယ်ချိန်ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့က break ကိုနင်းလိုက်တာ ਨੇ ကျွန်တော်တို့ကဒီ step packing ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော် brake ကိုပြန်လှုပ်လာမြန်ရရအဲ့ဆိုတော့သူ automatic parking ဖြစ်နေမှာဖြစ်ပါတယ်။ဟုတ်ကျွန်တော်မြင်တဲ့အတိုင်းပဲသူ parking ထိုးသွားရဲ့ကျွန်တော်လက်နှစ်ဖက်လောကဒီမှာဘာမှစီယာမွေးလည်းမခိုင်းတော့ဘူးကျွန်တော် brake ကိုလည်းမနှင်းထားပါဘူးခင်ဗျာ။ ဘာသာဝန်ဝန်နဲ့ဆိုလို့ရှိရင်ကွက်တီပဲအခုကျွန်တော်ခုနရွေးချယ်ထားတဲ့ကာဆယ်လောက်ထားတဲ့ပက်ကင်းနေရာကို public parking ဆိုပြီးရောက်သွားပါပြီ။အေးရပါ့။ Avatar 11နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ first impression experience ကိုပြောရမယ်ဆိုလို့ရှိရင်ဒီကားဒီ design မှာတော်တော်လေးဥမာ sporty look ဖြစ်တယ်။အတွင်းကမှသုံးတဲ့ material ဆိုလို့ရှိရင်အရောက်မှ luxury ဖြစ်တယ်။အ look ကလည်းတော်တော်လေးဥမာ elegant ဖြစ်တယ်။ဒီကားဒီ Huawei Harmony OS ကိုအသုံးပြုထားပြီးတော့ ADS system ပါဝင်တာဖြစ်တဲ့ကြောင့် technology ဘိုင်းမှာတခြား EV ကားတွေဆားလို့ရှိရင်တော့ခေါင်းတစ်လုံးတာနေတာတော့လုံးဝသိကြတယ်။ကျွန်တော်မြန်မာနိုင်ငံမှာလုံးဝ features အပြည့်သုံးလို့မရဘူးဆိုမဲ့ဒီကားရဲ့ technology ကတော်တော်လေးဥမာ high tech ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ ကျွန်တော်ခုန test ride မောင်းတဲ့ကားဆိုလို့ရှိရင်3ရဲ့ window flint ရော PPF ကတကားလုံးကတ်ထားပြီးသားဖြစ်တယ်။သူ test ride vehicle ဖြစ်တာဖြစ်တဲ့ကြောင့်ကီလိုကနည်းနည်းတော့ရှိရပါတော့။ဆိုတော့ဒါပေမဲ့ဒီ test ride ကားကိုဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးမယ်လို့လည်းကျွန်တော်တို့ကသိရတယ်။ကိုယ်အလိုမဟုတ်ဘူး0ကီလိုပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကားရရယ်။တရဖူဆုံးမြင့် EV showroom ကြီးမှာ Avatar 11ကိုလာရောက်ပြီးတော့လေ့လာပြီးတော့ဝယ်လို့ရပါတယ်လို့သတင်းကောင်းပေးခြင်းပါတယ်။ကျွန်တော်အောက်ဖော်ပြပါဖုန်းနံပါတ်ပြနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးဒီမှာပဲကျွန်တော်အဆုံးသတ်ပေးခြင်းပါတယ်ခင်ဗျာ။